နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကဒီကနေ့မေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိ အပြစ်ကာလတလထမှန်တုံးပြလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်ဘေးတဲ့နဲ့ဒေတာမှာပြန်လည်ထူထောင်ရေးနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်ယာယီအပြစ်ရတဲ့ကာလတတန်းထပ်တိုးလိုက်တာဖြစ်တယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့အေဒီလာ၂ရက်နေ့ကနေ30ရက်နေ့အထိစစ်ကောင်စီတပ်ကအပြစ်ရကြီးညာထားပေမဲ့ရှမ်းမြောက်အပါအဝင်တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေတာတွေမှာလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါရယ်။စစ်ကောင်စီတပ်ကအပြစ်ရထားတဲ့အေဒီလာအတွင်းမှာကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ MUFRO ဖပွန်ခရိုင်ထဲမှာ KNU တပ်မဟာ9နဲ့စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲပေါင်း136ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ကမနေ့ကမေလ9ရက်နေ့မှာထုတ်ပြန်ထားပါဗါဒါအပြင်အပြစ်ရတဲ့ကာလာအတွင်းမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် KNU ထိန်းချုပ်ဒေသကတန်ခါ၄ပါးအပါဝင်အရသာပြည်သူ၁၉ဦးသေဆုံးခဲ့ကြောင်း KNU ကပြီးခဲ့တဲ့ AP လ26ရက်နေ့မှာထုတ်ပြန်ထားပါဗျ။စစ်ကောင်စီတပ်အပြစ်ရချိန်ညှာထားတဲ့ AP လတလလုံးမှာ လေးချောင်းတိုက်ခိုက်မှုပေါင်း244ချိန်ပြုလုပ်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူ200ဦးသေဆုံးခဲ့တဲ့အပြင်အယောက်300ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လင်းညံတဲ့သူတေသနာအဖွဲ့ရဲ့စည်ရင်းနေအရာသိရပါတယ်ညီနောင်မဟာမိတ်၃ဘက်ဖြစ်တဲ့တောင်းတက် TNA လေးကိုကန်တက် MNDAA နဲ့အရခတက်တော် AA တို့ကလည်းမေလတရက်နေ့ကနေ31ရက်နေ့အထိတဖက်တအပြည့်ရတယ်လို့ကြေညာချက်ထုတ်ပြန်ထားကြောင်းတရေရရှိပါတယ်ခင်ဗျာ